အဲ့တော့ဘုန်းကြီးတို့ဒုတိယမြောက်သုတ်ဒေသနာတော်ကလေ့လာကြစို့ဒီဒေသနာတော်ကနံပါတ်9ဝဏပဋ္ဌသုတ်တဲ့ဝဏပဋ္ဌသုတ်ဆိုတာတောအုပ်တောအုပ်ဒေသနာပေါ့တောအုပ်ဒေသနာဆိုတာကဘာနဲ့ပတ်သက်ပြီးဟောတာတော့လောကမှာကိုနေ့စဉ်နေ့စဉ်ဘဝတိုးတက်မှုအတွက် မိញံပြုရမယ့်အရာတွေရှိတယ်။အဲဒီမိញံပြုရမယ့်အရာတွေကဘာတွေလဲဆိုရင်သက်မဲ့အရာနဲ့သက်ရှိရာသက်မဲ့အရာတွေမှာဘာတွေလို့ဆိုတော့ဒီနေရာမှာတော့တရားအထုတ်တဲ့လူရဲ့ရှုကောင်းရှုတော်မှာနေပြီးတော့ပထမနားလည်အောင်ပြောကြစို့တော်ဒါနံပါတ်1တော်ပြီးတော့ ယွာယွာဆိုတော့ဂျိုးယွာလေးပေါ့နောက်တစ်ခါနံပါတ်1ယွာတဲ့ပိုကြည့်ပြီးတော့မျိုးမျိုးလည်းမဟုတ်တဲ့မျိုးယွာကြီးပေါ့ယွာကြီးတိုက်နယ်တစ်ခုပေါ့နော်နံပါတ်4ကမြို့နံပါတ်3ကြတော့အလွန်ကျယ်ပြန့်တဲ့ ခိုင်ရိုင်တို့လိုပြည်နယ်တို့လိုဟာယူပေါ့အဲဒေသပါပဲသူတို့ပြောနော်ဒေသလိုလာမှလိုက်တော့အစုဝါရတက်မဲ့အရာက၄မျိုးရှိအဲ၅မျိုးရှိတယ်နော်တော်ရဲ့ရွာရဲ့အဲဇနဘုံအနီကုန်းလို့ခေါ်တဲ့ရွာတဲ့ဘူကြီးရာရဲ့မြို့ရဲ့ဇနဘုံလို့ခေါ်တဲ့ဒေသကြီးတစ်ခုရဲ့၅ခုရှိတယ်နောက်တစ်ခါကျတော့လက်ရှိရကြတော့ဘာလဲဆိုတော့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ကဆရာသမားလဲပါမယ် ကိုယ်နဲ့တရားကျင့်မော်ကျင့်ပယ်လဲပါတယ်ပေါင်းနေစဉ်ပေါင်းနေနေရတဲ့ပုဂ္ဂိုလ်တွေစုစုပေါင်း6မျိုးအဲ့ဒီ6မျိုးမှာရှောင်ရန်ဆောင်ရန်နေမြတ်စွာဘုရားဟောထားတာရှောင်ရန်ဆောင်ရန်နေဘယ်လိုယာမှုနဲ့ဘယ်လိုအင်္ဂါမှုနဲ့ညီရှောင်ဘယ်လိုယာမှုနဲ့ညီလို့ရှင်တော့ဆက်သုံးဆွဲဆောင်ပါ အဲ့တော့ဒါဒီဝဏ္ဏပတ္တဒေသနာတော်ကလည်းမနအမ်လက်တွေ့အသုံးချတဲ့ဒေသနာလို့မှတ်ပါအဲ့တော့ဒီဒေသနာတော်ကြီးကိုမြတ်စွာဘုရားသာဝတိမြို့မှာနေမှာဟောပါတယ်ဝဏ္ဏပတ္တပရိယာယံဟောပိခွေဒီသစ်တာမိတန်တုနာထာတာရုကမနာဒီကရောတာပါဒိတာမိခြေသားရှင်မိတို့တို့တောအုံနဲ့ပတ်သက်တဲ့ဒေသနာကိုဟောကြမယ်နာယူကြပါလို့ပြီးတော့မြတ်စွာဘုရားကခြေတွင်ကြောင့်သတင်းတော်မှုစင်မှာ ရန်တော်တို့ကိုမိန်ကြတယ်မိန်ကြပြီးတော့ညဆော်ပြကဆက်လက်ပြီးတော့ရှင်းပြအိဒဘေခွေဘေခုအညတရဝနာပတံဥပနိဒာယဝိဟရတိတတသံဝနာပတံဥပနိဒာယဝိဟရတော အနုပတိတာဇီဝတတိနောပတ္ထာတိအတမဟိတံဇာနေစိတ်တံနာတမာတိတိအဘိကိနာဇာအဒဝနာပိကံကိသန္တိ နာနုပါတိသနုဒရံယောဂိမနာကုဗန္နာဘာဘူးနာဒီနာနုဘာဘူးနာဒီနံပါတ်၄ချက်ခြေသားခြေသမီးယံတို့တောဥဒေတာကိုပုံကိုတယောက်ကနေပြီဆိုလို့ရှိရင်တဲ့အဒီထဲမှာဟိုတက်မဲ့အရာ၅မျိုးစလုံးကုလုံးလာမှတ်လိုက်တော့နော်တောပဲဖြစ်ဖြစ်ယွာပဲဖြစ်ဖြစ်ယွာလည်းကြည့်တယ်ယွာအကြီးစားကြီးဏိကုံဖြစ်ဖြစ်နောက်ကမြို့ဖြစ်ဖြစ်နောက်ကတိုင်းပြည်နဲ့ခရိုင် စနဘုတ်ဖြစ်ဖြစ်အဲ့ငါးမျိုးတော်လကောင်နေမယ်ဆိုလို့ရှိရင်တဲ့ကိုယ်ရဲ့ရည်ရွယ်ချက်ကိုအဓိကမမျက်ခြေမပြတ်သွားစေနဲ့ကိုယ်အဓိကရည်ရွယ်ချက်ကတရားထုတ်ဖို့သွားတရားထုတ်ပြီးတော့တင်နံပိုင်းဆိုင်ရာတိုးတက်မှုပေါ့အဲ spiritual progress အဲအဲ့တရားထုတ်မှုတွေသွားတယ်ဆိုရင်တဲ့ ဲ့ဒီတောတွေကိုရောက်ပြီးတော့ဒီတောကိုရောက်ပြီးနေတဲ့ချိန်အစားပြီးတော့စိတ်ကတရားထုတ်တဲ့အခါမှာအထုရတာလည်းအဆင်မပြေဘူးနော်အထုရတာလည်းအဆင်မပြေဘူးတဲ့သမာဓိမဖြစ်ဘူးတဲ့အဲဒီတတိနဲ့သမာဓိကမဖြစ်ဘူးတရားထုတ်တဲ့အခါမှာကျင့်တတ်လို့တဲ့နေထားလည်းမတွေ့ဘူး မကုံသေးတဲ့အာရောတွေလည်းမကုံဘူးတဲ့အရင်ကမြောက်သေးတဲ့ရတ္တပန်ရတ္တဘူလည်းမြောက်နိုင်ဘူးဆိုရင်တဲ့ဒါနံပါတ်1တိုင်းတာပါတဲ့နံပါတ်1တိုင်းတာမှချက်မိမိရဲ့တရားအထုတ်မှုကိုတရားကို အထုတ်နေတဲ့တရားကိုရွေချက်တရားထူးရဖို့တဲ့အာကိုလိုအပ်တဲ့အကျိုးကျေးဇူးမဖြစ်တော့ဘူးဆိုရင်တဲ့ဒါနံပါတ်1နံပါတ်2အကျိုးကျေးဟိုတိုင်းတာမှချက်ကရေစာကိုအီမီပပစီရိနာဇီဝိတပရိခါရသမှုဒါနေတပါ စီရဘိနာဘရဒိနာငိနပိစာပိစာပိခါရာတေကတိရိနာသူရာကိသန္တိနောက်စဉ်းစားမယ်ကိစ္စကတော့တဲ့ရဟန်းတော်များမှာ မဖြစ်မနေလိုအပ်တဲ့ရုပ်ပစ္စည်းလိုအပ်ချက်တွေရှိတယ်တဲ့စားဖို့သင်ဝတ်ဖို့စားဖို့ကဆွန်းဝတ်ဖို့ကသင်ငန်းနေဖို့ကကြောင်းနောက်ကအကျမ်းမာရတဲ့ဆေးပစ္စည်းအထွေထွေသုံးဆောင်နေအဲ့ဒီပစ္စည်းလေးပါးကလည်းတဲ့ ရှားပါတယ်အဆင်မပြေဘူးတဲ့ဒီလိုအချက်နှစ်ချက်နဲ့ညှိနေပြီဆိုရင်တဲ့စင်ကျင်သုံးတရမယ်ဘယ်လိုစင်ကျင်သုံးတာမလဲဆိုတော့ဩငါဒီတော့ဥထဲမှာလာပြီးတော့ငါရွေချက်တိုင်းကအထုတာစင်မပြေဘူးရှုမရတာလည်းမကောင်းဘူးတမာရီလည်းမဖြစ်ဘူးရှေ့လည်းဆက်မတိုးဘူးငါယူမတဲ့အတိုင်းလည်းမဖြစ်ဘူး နောက်ပြီးတော့ငါ့အတွက်နေစဉ်လိုအပ်တဲ့ရုပ်ပစ္စည်းဆွန်းလို့စားရတဲ့ຢာတွေလည်းမပြည့်စုံဘူးခဲရင်လာတယ်အဲ့ဒါဆိုရင်တော့တဲ့အဲ့ဒီတော့ကိုမနေနဲ့တဲ့အဲ့ဒီတော့ကိုမနေပါနဲ့အဲ့ဒီယူာလည်းမနေနဲ့ဒါဘုညာချင်းချုပ်ပေါ်တာအဲ့ဒီယူာလည်းမနေနဲ့အဲ့ဒီယူာကြီးဒေတာကြီးယူာကြီးလည်းမနေနဲ့အဲ့ဒီမြို့လည်းမနေနဲ့အဲ့ဒီ ဇဏမုတ်လို့ခေါ်တဲ့ဒေသကိုလည်းမနေပါနဲ့ဒီငါးမျိုးတော့ရတယ်ငါးမျိုးတော့ဌာနတွေမိပြီးတော့ကွာတရားတို့တဲ့ကွာတို့တဲ့ကမှာတရားရလဲထောက်ကူပြုဘူးနေ့စဉ်ရုပ်ပစ္စည်းစားဝတ်နေမှုဘိုင်းမှာလဲအဆင်ပြေဘူးဆိုရင်တော့မနေနဲ့တော့ဒေနာဘိခွေဘိကုနာရတိဘာကောင်ဟာတိဗုဒ္ဓဘာကောင်ဟာတမ္မာဝဏ္ဏပတ္တာပက္ကမိတဘာနဝတ္ထဘာ အဲ့ဒီဒေတာကနေပြီးတော့ထွက်ပါတဲ့မနေပါနဲ့ဒါစာရင်းနံပါတ်190ပထမမူဝါဒနော်မနေအပ်တဲ့မမီဝဲအပ်တဲ့ဌာန၅မျိုးနဲ့ဆိုပြပြောတယ်190နှစ်ခြေသားရန်တို့တဲ့ပုဂ္ဂိုလ်တယောက်ဟာတော်ရမှာတဲ့ တရားထုတ်ပြီဆိုလို့ရှိရင်တော့မိပြီနေတယ်ဆိုတော့ရွာမိပြီနေတယ်ညီကောင်မိပြီနေတယ်ဇနုဇနဘုတ်ကိုမိပြီမြို့ကိုမိပြီနေတယ်ဇနဘုတ်ကိုမိပြီနေတယ်ဆိုတော့အဲဒီလိုအထုတဲ့ခါမှာတရားထုတ်ရတာအဆင်ပြေဘူးတဲ့တတိလည်းမဖြစ်ဘူးတမာရီလည်းမဖြစ်ဘူးကိုယ်မှန်းချက်တိုင်းလည်းမဖြစ်တော့မဖြစ်ဘူးတဲ့တရားထုတ်တော့အဆင်ပြေဘူးတဲ့ ထို့တော်လည်းတဲ့ရေစာကိုဤမေပဝိစီတေနာဇူတာပရိခာရသမှုဒါနေတဘရဟန်းတော်များမှာလိုအပ်တဲ့အခြေခံစာဝတ်နေမှုဆုံးကုန်းဝေယဝိစရီရတော့ပြည့်စုံတယ်တဲ့အဲ့ဒီလိုအခြေအနေမျိုးမှာရောက်နေပြီဆိုလို့ရှိရင်ဆင်ញင်ရမယ်ဘယ်လိုဆင်ញင်ရမလဲ။အော်ငါဒီတော့ကြောက်မိပြီးတော့တရားထုတ်တာတရားထုတ်ရတာတော့အဆင်ပြေဘူး။ တမာရီလည်းမဖြစ်ဘူးတရားလည်းမတည်ဘူးဒါပေမဲ့သုခဝေယဝိစာတွေကတော့ပြည့်စုံတယ်ဘာမှလူသေးမရှိဘူးအဲ့လိုလူသေးမရှိတာတော့မှန်တယ်ဒါဆိုဗျာဂျန်တော်တွေကိုအသေးစားသင်ပေးတဲ့စိတ်ဓာတ်ပြုရင်ကြီးကိုသင်ပေးတာနော်နာခောပနာဟံစီဝရဟေတု အာဂရဒမနာဂရိယံဘဝေစီတော်ငါကတင်ငန်းနေဆွန်းနေကျောင်းကောင်းကောင်းကြီးတွေကျမ်းမာရတဲ့အထောက်အကူပြုဆေးဝါးတတ်စာတွေလိုချင်လို့မမောလို့ငါရမ်းဝတ်လာတာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတော့ညာလေငါဒီမှာ တရားထုတ်ရတာအဆင်ပြေဘူးပစ္စည်းတွေကတော့ပေါ်ပါရဲ့အဲ့လိုဆင်ញင်ရမယ်တဲ့ဆင်ញင်ပြီးတော့တဲ့အဲ့ဒီနေရာမှာမနေနဲ့တော့ပြောင်းတော့တဲ့ကဲဘုရားတို့မြတ်စွာဘုရားရဲ့မူဝါဒကတော့အလွန်ရှင်းပါတယ်နေရာဌာနတစ်ခုတော့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်ဤကောင်မဖြစ်စနဘောပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ် နေတဲ့ခါမှာတဲ့တရားအထုတ်ကတော့အထောက်ကူမဖြစ်ဘူးတမာရင်းဖြစ်ဘူးစူညာညာအယုန်နေတဲ့တော့ကောလုံးစရာတွေကတာဝန်ရအများလို့တော့ကောတခုပေါ့လေဒီတရားတို့တော့အထောက်ကူဖြစ်ဘူးတဲ့ရုပ်ပစ္စည်းတွေတော့ပြည့်စုံတယ်တဲ့ဆွန်ကုန်းဝေယဝိစားတွေပစ္စည်းတွေပါပြည့်စုံတယ်ဒါပေမဲ့မနေနဲ့တဲ့ဘာကြောင့်လို့ဆင်းရင်ငါဝတ်လာတာဒါတွေလိုချင်လို့ဝတ်လာတာမဟုတ်ဘူးဒါတွေနဲ့ ခြေနှက်ဖို့ဝတ်လာတာမဟုတ်ဘူးဒီသင်္ကန်းဆုံးကြောင်းဆေးပစ္စည်းတွေကခန္ဓာကိုယ်ကြီးတွေလိုရတာတော့မှန်တယ်ဒါပေမဲ့အထိကမကြဘူးအဲ့တော့ငါဒီနေရာမှာမနေသင့်ဘူးဆိုပြီးတော့အဲ့ဒီနေရာမှာမနေပါနဲ့တဲ့ညစာပြစိတ်ထားနည်းနဲ့ဆင်ញင်နည်းပါသင်ပေးတယ်နေရာနော်ဒီနေရာနံပါတ်1ကတရားတော့မကောင်းဘူးပစ္စည်းဥစ္စာပေါ်တယ်လှလပါးပြီးပြည့်စုံတယ်မနေနဲ့တဲ့ ဒီလလာပါပစ္စည်းဥစ္စာတွေလိုချင်လို့ရန်သာသနာပေါ်မှာနေလာတာမဟုတ်ဘူးတရားထုတ်နေတာမဟုတ်ဘူးတဲ့အဲ့တော့နံပါတ်3စာစာမျက်နှာ193ရောက်သွားပြီခြေသားရန်တို့နောက်တစ်ခုကတော့တောအုပ်ကိုပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်နှီးကုန်းဖြစ်ဖြစ်မြို့ပဲဖြစ်စနဘုတ်ဖြစ်ဖြစ်မိပြုပြီးနေတယ်ဆိုတော့အဲ့ဒီသူနေတဲ့ခါမှာအဲ့ဒီနေရာနေတော့ တရားထုတ်ရတာသိအဆင်ပြေတယ်တမာရီလည်းဖြစ်တယ်စေရမှာလည်းဂျေနအရပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့ကိရိတာအတူတရားတွေလည်းရော့ရော့သွားမယ်ကုန်ခန်းသွားတယ်တရားဓုတရားမြတ်တွေကိုလည်းရောက်နိုင်တယ်ဆိုတာတွေ့လာပြီးဆယ်ဆိုလို့ရှိရင်တရားဘက်ကကောင်းနေပြီဆိုရင်တဲ့ဩနောက်တစ်ခုကသင်္ကန်းစွန်းချောင်းစီပစ္စည်းလေးပါးတွေကတော့ ရတော့ရတယ်တဲ့ချို့ငယ်တယ်ချက်ချက်ပါးပါးနဲ့မှရတယ်အဲ့ဒါဆိုရင်လည်းစင်ញင်ဟိုးနဲ့ဘယ်လိုစင်ញင်လဲဆိုတော့ဩငါဒီတော့ဥပမာနေရတာတရားထုတ်ရတာတော့အဆင်ပြေတယ်တရားထုတ်လည်းကောင်းတယ်တရားတွေလည်းတက်တယ်အာဒီမှာနေပြီးတော့ထုတ်ရတာတရားတော့တက်တယ်ဒါပေမဲ့ရလက်လာပါအနေနဲ့ကတော့စင်ရဲပဲသုံးကုန်းရောက်စားတယ်အပြည့်စုံဒါပြည့်စုံမယ်လို့ငါသုံးကုန်းရောက်စားကိုနဲ့ လလာဘတွင်ကသာသနာပေါ်မှာဝင်ရမှုဒုက္ခသန္တာဝိဒုက္ခထွံ့မြောက်ဖို့တရားဓုတိယမြတ်ရဖို့ငါဝတ်လာတာအဲ့လိုဆင်ញင်လိုက်တဲ့အဲ့လိုဆင်ញင်ပြီးတော့တဲ့အဲ့ဒီတော့အုံးမှာသုံးကုံးဝရာဝစာချုံခဲ့တော်ညာလဲနေနိုင်အောင်ကြိုးစားပါမပြောင်းပါနဲ့ အတော်တော်စိတ်ဝင်စားစရာကောင်းတယ်။စာပိုင်းနံပါတ်193ပြီးသွားပြီ။စာပိုင်းနံပါတ်194ခြေသားရန်တို့ခြေသားချင်းခြေသားချင်းမီတို့ပုံကိုတယောက်ဟာတောရာကြောင်းကြောင်းမှာတရားထုတ်ပြုအတွက်နေတယ်။ယွာမှာပဲနေမယ်၊ညီကုန်းမှာနေတယ်၊ဇနဘုတ်မှာနေတယ်၊မြို့မှာနေတယ်ဆိုတာတော့အဲ့ဒီနေရာမှာနေတော့တရားထုတ်ရတာလေအလွန်တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူကမှလည်းလာနှောက်ရှက်မဖြစ်စေတဲ့အတွက်ကြောင့်အားထုတ်လို့ကောင်းတယ်တဲ့တတိသမารီတွေဖြည်းပြီးတော့တရားထုတ်ရတာလည်းအဆင်ပြေတယ်ရှေ့ကိုဆက်လက်ပြီးတော့လည်းတိုးတက်ဖို့အခြေအနေလည်းကောင်းနေပြီဆိုရင်နံပါတ်1နောက်တစ်ခါကျတော့သုံးကုံးဝေယဝဇ္ဇတွေရဟန်းတော်များတို့ရဲ့သုံးကုံးဝေယဝဇ္ဇတွေလည်းပြည့်ပြည့်စုံစုံနဲ့လူမဲ့တမ်းမဲ့ပုံကိုယ်တွေပြည့်စုံရှိလို့မချို့ငယ်ဘူးဆိုရင်တော့တဲ့ ီအချက်2မျိုးကိုလည်းခြေတီးပြီးတော့စဉ်းစားပါတဲ့ဘယ်လိုစဉ်းစားမလဲဩငါဒီနေရာဒေတာကိုဒီတော့ဒီမျိုးဒီရွာဒီမျိုးဒီညီကုန်းဒီစံဘုတ်ကိုငါပြီးပြီးတော့နေတဲ့ခါမှာတရားထုတ်ရလဲငါအစဉ်ပြေတယ်အလွန်အထုတ်လို့လည်းကောင်းတယ်ပအဝန်ချင်ရလဲပန်ပိုးမှုလို့ကောင်းတယ်ဆုံးကုန်းဝရဥစ္စာတွေလည်းဘာမှပူပန်စရာမလိုဘူးပြည့်ပြည့်စုံနဲ့ကြောင်းကြမဲ့အထုတ်နိုင်နေအဲ့ဒါဆိုရင်တော့တဲ့အဲ့ဒီဌာနမျိုးမှာ ကြာကြာနေပြီးတော့နေပါတဲ့။ယာဝဇီဝံမိသတ္တမိဝနာပတ္တိဝတ္တဗံယာဝဇီဝံမိအသက်ရှင်တွေကာလပါလုံးနဲ့သတ္တမိဝနာပါတိထိုတော့၌သတ္တမိကာမိထိုရွာ၌သတ္တမိနိဂမိထိုနိဂော၌သတ္တမိဇနဝိထိုဇနဝ၌သတ္တမိနဂရီထိုမြို့၌အဲ့ဒီမြို့မှာဆက်လက်ပြီးတော့နေတဲ့မသွားနဲ့။မြတ်စွာဘုရားကမူချပေးတာနော်။ အဲ့တော့တတ်မဲ့ဖြစ်တဲ့နေရာဌာနကြောင်းအယက်ဒေတာမှာကိုယ့်ရဲ့ရည်မှန်းချက်ကအထောက်ကူဖြစ်ရင်တဲ့အဲ့ဒီအထောက်ကူဖြစ်တဲ့နေရာမှာနေတဲ့ရည်မှန်းအဓိကရည်မှန်းချက်ကတရားတရားတွေတက်ဖို့ရည်မှန်းတရားဆိုရင်နေတဲ့ကိုယ်ကတရားတရားမထုတ်ဘဲနဲ့လူလူသားတွေကြတော့ဒါတမျိုးအသေးပဲအခြေယူလို့ရတာပေါ့ လူသားတွေကြတော့ကိုယ်စီးပွားရေးအတွက်ငွေချေးပြည့်စုံမှုအတွက်အလုပ်ကိုင်ဆင်ပြေဖို့တစားဝင်နေဘဝက quality of life လေးပေါ့လေဘဝရည်သွေးလေးမြင့်ဖို့အတွက်ဆိုရင်တော့ကိုယ့်အတွက် prospect ကောင်းတဲ့နေရာနော်အဲ့ဒီမှာနေရမှာပေါ့ဇာတိဥစုတွေပါလေဘယ်တော့ပဲဟောဖြစ်နေနေနော်နေရမှာပေါ့ဒါပါပဲမှာတိုင်းတန်ကြီးဒါမှတ်ထားပွားကြီးလေးမျိုးကိုမြတ်စွာဘုရားကဟောထားတယ်နော်ကိုယ်ယူမှန်းချက်ဖြစ်တဲ့မူလယူမှန်းချက်တရားအတွက်ထောက်ကူဖြစ်ဘူး လာလာပါစာဝင်နေမှုလည်းခက်တယ်ခဲတယ်မနေနဲ့နော်နောက်တကကိုယ်ယူမှန်းချက်ပြတဲ့တရားထုတ်ရတာလည်းအဆင်ပြေဘူးပစ္စည်းတွေကတော့ပြည့်စုံတဲ့မနေနဲ့ကိုကတရားတွေမဲ့လို့နေတယ်နေတာမဟုတ်ဘူးတဲ့နောက်တကနံပါတ်3တရားထုတ်ရတာအဆင်ပြေတယ်ဒါပဲဆိုမဲ့ဆုံးကုန်ဝရဥစ္စာတွေကခက်ခဲတယ်ဆိုလဲနေပါတဲ့တရားရေးကြည့်ပါလေတဲ့နံပါတ်4 ကိုနေတဲ့ဌာနမှာတရားလားတို့လည်းကောင်းတယ်သုံးခုဝေဟဥစာတရားလေးပြည့်စုံနေဆိုရင်ဆက်နေတော့တဲ့ပို့ပြီးတော့ကောင်းတယ်အဲနောက်တစ်ခါကျတော့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ခုမြတ်စွာဘုရားဆက်လက်ပြီးတော့ဟောထားတယ်ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့အဲဇာဝေနမတရား90နဲ့6ရောက်သွားပြီဇာဝေနမတရား95တုန်းကဘုန်းကြီးတို့အဲ့ဒါကယွာ နီကုံမြို့စနဘုတ်ဆိုပြီးတော့ဟာပုံကိုတယောက်ကိုပြီးတော့ဟောတယ်အဲ့ဒီပုံကိုကိုမိတဲ့အခါမှာလေတဲ့ပုံကိုဆိုတာကိုနဲ့ကိုဆရာလုပ်တဲ့ပုံကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်အထုပ်ဝါအထုပ်ပဲပုံကိုပဲဖြစ်အဲ့ဒီပုံကိုမိပြီးတော့နေလို့ရှိရင်တဲ့သူ့ကိုအကြောင်းပြီးတော့သတိတမာရင်းဖြစ်ဘူးသတိတမာရင်းပြက်စရာတွေပဲသူကလာလာလုပ်တယ်နော်သတိတမာရင်းပြက်စရာအားလုံးလာလို့တဲ့စကားရင်းနဲ့လာပြောမယ်အသံချေကြီးနဲ့တရားထိုင်တော့မှနှုတ်ဆက်ပေးမယ်ဒါမှမဟုတ်သူကတရားလဲဝါသနာမပါဘူးသင်္ဃာကြီးအကြောင်းတွေပဲပြောနေမယ် နော်အဲမဟုတ်တာပဲသူစိတ်ဝင်စားနေမှာဆိုရင် နောက်ရှင်ဖြစ်သွားပြီလေအဲတရားတို့ကလည်းအရှင်ပြုလတ်လာပါကလည်းအမှန်အရှင်ပြုဆုံးကုန်ရောက်စားခဲ့တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နာမှာမနေနဲ့တဲ့နော်နောက်ပုဂ္ဂိုလ်တယောက်လည်းဒီလိုပဲနောက်ပုဂ္ဂိုလ်တယောက်မှာသူနဲ့တူနေတဲ့ခါကျတော့တရားထုတ်ရတာလည်းအရှင်ပြုတဲ့ဒါဆိုရင်လတ်လာပါတော့ပို့ပါတယ်တဲ့မနေနဲ့တဲ့ဘာကြောင့်လို့တဲ့လတ်လာပါကရေမကြည့်ဘူးကွာလတ်လာပါကြောင့်ဘူး သာသနာနဲ့တရားထုတ်နေတာမဟုတ်ရမ်းမို့သာသနာပေါ်ဝင်ရောက်နေတာမဟုတ်ဘူးသာသနာဝဆင်းဒုက္ခဝဲမှာလွမြောက်ပြီးတော့တရားလူတရားမှရောက်ဝအဓိကဖြစ်တဲ့ကြောင့်လတ်လာပါတော့ပြည့်စုံပါရဲ့ဒါဝိဇ္ဇနတရားအဆင်ပြေဘူးဆိုရင်အဲ့ဒီဉာဏ်မှုမနေပါနဲ့တဲ့ဘလောက်ကြီးလတ်လာပါပြည့်စုံပြည့်စုံနံပါတ်3ပုဂ္ဂိုလ်တယောက်နဲ့ပေါင်းနေတဲ့ခါမှာလဲအဲ့ဒီပုဂ္ဂိုလ်ကြောင့်သူ့ကိုကြောင်းပြီးတော့တရားထုတ်တာလဲဆင်ပြေတယ်သူ့ရဲ့ပံပိုးမှုလည်းရှိတယ်နော်အဲ အဲလက်လာပါကတော့ဆင်းရဲတယ်တရားထုလို့ကောင်းတယ်တရားအစဉ်ပြေတယ်လက်လာပါအစဉ်ပြေဘူးချုံငယ်တယ်ဆက်လက်ပြီးတော့နေပါတဲ့ဘာကြောင့်အဲ့ဒီပုဂ္ဂိုလ်နောက်ကိုသူနဲ့အမြဲတမ်းပေါင်းနေပါတဲ့ဘာကြောင့်လဲဆိုတော့ဒါမိတ်ဆွေကောင်းပဲကိုဘုရားဝုံမြလွတ်မြောက်ရေးတရားထုတရားမယ်ယာယီမှာသူကကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကြောင့်သူ့ကိုလမ်းခွဲမတော်ပါနဲ့ပေါင်းပါတဲ့နော်သူ့ကိုမြည်ပြီးတော့လက်လာပါမရတော့ညာလဲသူ့ကိုမြည်တော့တရားထုတရားမယ်တွေ အတုအမှာခွန်လန်းဖြစ်ဒီပြောခွန်လန်းကောင်းနေရသမာဓိလည်းဖြစ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နဲ့ဆက်ပါ။ကဲစာဝေနံပါတ်198เนาะစာဝေနံပါတ်198အဲ့ဒီပုဂ္ဂိုလ်တယောက်နဲ့နေတယ်ပုဂ္ဂိုလ်တယောက်မိပြီးတော့နေတဲ့ခါမှာလဲတရားထုတ်ရတာလည်းအဆင်ပြေတယ်တဲ့သူ့ရဲ့ပံပိုးပေးမှုနဲ့တရားထုတ်ရတာလည်းအဆင်ပြေတယ်အားထုတ်လို့လည်းကောင်းတယ်နောက်ပြီးတော့ပစ္စည်းလတ်လာပါအနေနဲ့လဲ ပြည့်ပြည့်စုံစုံနဲ့မချိုးမငယ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ကတော့အင်္ဂါနှစ်စလုံးပြည့်စုံနေပြီတရားနဲ့လည်းပြည့်စုံနေနောက်တော့လောကယရုပ်ပစ္စည်းနဲ့လည်းပြည့်စုံနေတဲ့ကြောင့်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမခွဲနဲ့တဲ့သူနဲ့အတူတူလက်တွဲပြီးတော့ကိုတရားတိုးတဲ့ရေကိုအထုတဲ့မြတ်စွာဘုရားကပုဂ္ဂိုလ်တူတယောက်ပဲဖြစ်ဖြစ်နေရာဒေသတစ်ခုပဲဖြစ်ဖြစ် ပေရန်ကြီး၄အဲ၄ခုနဲ့ခြားပြရတယ်။အဲ့ဒီ၄ခုထဲမှာအဓိကတော့နှစ်ခုပေါ့။နော်တိုင်းနီးကိုယ်ယိမ်းမ်းချက်ဖြစ်တဲ့တရားဓမ္မအားထုတ်ရတာအဆင်ပြေမပြေဒါကိုနံပါတ်1အဓိကထားကြည့်။အဓိကမဟုတ်တဲ့တာမင်ညကတော့ရုပ်ပစ္စည်းပြည့်စုံမှုပဲ။ရုပ်ပစ္စည်းပြည့်စုံပြည့်စုံမှုကအဓိကမဟုတ် မိမိရဲ့မူလရည်မှန်းချက်ကြီးဖြစ်တဲ့တရားဓုတရားများရရှိရေးတန္တရာဆင်းရဲဒုက္ခဝဲတို့မှလွတ်မြောက်ရေးနော်ချမ်းသာခြင်းချမ်းသာမှမြတ်နိဗ္ဗာန်မြတ်ဝပုဏ္ဏရည်တည်တာအဓိကတို့တတ်မှတ်ထားပြီဆိုရင်တဲ့အဲဒီအချက်ပြည့်စုံနေပြီဆိုရင်ကိုလက်လာပါရှိရှိမရှိရှိမခွာနေနေတဲ့အဲအဲ့ဒီအချက်မပြည့်စုံဘူးဆိုရင်လက်လာပါဘလောက်ပဲများများမများများ မနေနေတော့တဲ့အဲ့ဒါမနေပါနဲ့တဲ့ အဲမြတ်စွာဘုရားချပေးတဲ့ဒီပေရန်ကြီးကိုဘုန်းကြီးတို့လူ့ကြောင်တွေလည်းသုံးလို့ရတယ်လို့မှတ်ပါလူ့ကြောင်တွေကပညာရေးယူမှန်းတာလားအဓိကယူမှန်းချက်လားစီဝါရေးအဓိကယူမှန်းချက်လားအခုဘဝတိုးတက်မှုတောင်မတရားဓမ္မယူမှန်းချက်လားအကြည့်အဲဒီယူမှန်းချက်တွေကအထောက်အကူဖြစ်တယ်ဆိုရင်တာအဲဒီအထောက်အကူပြုတဲ့ပတ်ဝန်းကျင်ကောင်းကိုမြေတန်းမိခိုးပါတဲ့အမြေတန်းအမိသေးပြုပြီးတော့ကိုယ့်ဘဝရဲ့တက်လန်းကို ရှားပွေးပါဆိုပြီးတော့မြတ်စွာဘုရားကဝဏပဋ္ဌသုတ်ဒေသနာတော်ကြီးနဲ့မြတ်စွာဘုရားကဟောကြားပြီးတော့နိလန်းနေပေးထားပါတယ်အာလုံးသောတင်နန်းတို့တင်နန်းနာတကမှာပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားရှင်ဟောကြားတော်ဤဝဏပဋ္ဌသုတ်တံဒေသနာတော်လားမိဝဲအအသုံးပြုအကျိုးစုသူများသော တော်ယွာနီဂုံမြို့စနဘုပုဂ္ဂိုလ်တို့ကိုမှန်ကန်စွာတိုင်းတားကြ၍မိမိတို့ရည်မှန်းချက်ပြည့်စုံအောင်ထောက်ပံ့ပေးနိုင်သောပတ်ဝန်းကျင်ကောင်းကိုမြတ်စွာဘုရားပေးတဲ့နည်းဖြင့်ဆုံးဖြတ်၍အသုံးပြုနိုင်ကြပါစေကုန်သတည်းထို့သို့ပြုနိုင်ကြ၍မိမိတို့၏ဘဝတလန်း မြတ်သောစခန်းကိုရောက်တော့နိုင်ကြပါစေကုန်သတည်းရောက်ကြပါစေကုန်သတည်း